အမားဆီကနေပြောလို့မျိုး dialogue ကြိုကြက်ရမယ်ဆိုရဲဟာမျိုးပေါ့အဲ့မျိုးတော့အာပို့ပြီးတော့ရတဲ့အဲ့တွေ့ကြုံတွေတော့အများကြီးပေါ့အဲ့လိုတခုခုနပြောခဲ့သလိုပဲတခုတခုတခုစီအများကြီးရှိတယ်အဲ့လိုပြောပြရင်တော့အများကြီးဖြစ်သွားလိမ့်မယ်။ဒါဆိုစင်းတိုင်းစင်းတိုင်းမှာအများနဲ့စင်းစုံတိုင်းစုံတိုင်းမှာပင်ပေးတဲ့အပြင်မစုံရင်လည်းဘေးမှာရှိနေပြောရတယ်။အဲ့လိုမျိုးဒီအိုက်ဆိုအဲဘာလို့ထိုင်နေမှာလဲပုံပြောလိုက်ပုံပြောပြီးတော့ချလိုက်ချလိုက်ပြီးသွားရင်တခါကြီးဒီဘက်ကိုဇွဲပေါ်လက်တင်လိုက်တာပြအဲ့လိုလောက်ပြီးသွားမှဆက်ပြောလိုက်တာတော့အဲ့လိုမျိုးလေးတွေ။အဲ့လိုလေး။မကီချစ်ဖို့ကောင်းတာဟို

ตาเดียวတောင်ဒီမှာဟိုရိုးရှင်သေးလားตาเดียวတစ်ချမ်းဒီလောက်ဟိုတိုင်းကြီးเจောင်သူရိုးရှင်သေးတယ်ဘယ်နေရာတော့လို့ပါလဲဘယ်ရဲ့ကြီးကကြီးရောဘယ်ရဲ့လဲตาเดียวကဟိုဘာလဲကောင်မလေးတက်ကိုဆွဲချိုးဝယ်ပြီရှိုးရှက်ဖြစ်တာတော့အာယုံနောက်နေပါစို့နောက်ตาเดียวကိုရေးစားတက်ရောက်ထက်တာသူနဲ့ချိန်တာဘသူလဲလို့ကောလဲမင်းอ่ะဗောပြောဇောင်းဝင်ငယ်ရပေါ့เนาะကာရက်တာအဲဆိုင်ကဝင်တန်းနဲ့ဟိုဒီလိုနေရင်ဆိုင်ကဝင်တန်းနဲ့ချိန်ရလား အန်နေလို့အော်ဆွဲကြိုးတွေအန်နေတာဟိုမသိဘူးအဲ့ရတွေကနောက်မှရိုက်ရတာဟိုရှေ့ကဲမှာအရင်ရိုက်ရတော့အဲ့သူဆွဲကြိုးတွေအန်နေပါညာဆိုတော့ဟိုဘက်ကမေဘတီကနေပြီးတော့သူ့ကိုမြင်တော့ခမဲ့တယ်ရဲ့အဲ့နေဘသူ့ကိုဆွဲကြိုးတွေပေးတယ်ဆရာမဝင်တော့မရလားမရဝင်တော့ဒီယုံနေရင်ဆရာဝန်တန်းနဲ့ကြိုက်တယ်လားအဲ့လေမေးရတဲ့ driver အခုကျွန်တော်ကသူ့ကိုတကယ်ကြိုက်တာလားဒါမှမဟုတ်တရင်းမလို့ဝန်ထမ်းကိုအဲ့လိုမျိုးကြောရအောင်ကြံတဲ့ပုံစံလားမဟုတ်ဘူးတကယ်ကြိုက်တာဆိုဟောတကယ်ကြိုက်တယ်အဲ့လိုပြန်ပြန်ဟိုဟာပြည့်ရသေးတယ် ်အမေကလည်းမေးနေအားစားမို့လေဟဲ့နင်းကတကယ်ကြိုက်မင်းရဲ့ကောင်းမှုကဒီဖေးဖို့လို့ကျွန်တော်ပါသွားတာเออหมออ้ายกันใหญ่တော့じゃအဲ့လိုမျိုးတော့ကိုပြောရတာပေါ့အဲမတို့က non stop ပြောမှာစောင့်ဟာတယောက်နဲ့တယောက်ပေါ့နော်ဟာကားလေတားဘက်ကနေမူထဲ့ပေါ့မားလေထဲ့တောက်တောက်ဟာနေမလားဘူးတော့ကိုဒန်လက်ကိုရအောင်ကြက်ခိုင်းထားတယ်အဒန်လို့မေးလို့မရအောင်တော့အဒန်လို့မေးတာနဲ့အဲ့အဲ့အမကတ်တော့မရအောင် ဘယ်လိုမျိုးလဲကအစနေပြန်ရိုက်မိအချိန်ပါပေါ့နော်အဲထက်ပြီးရိုက်မလှဘူးအဲမလည်းဒီဘက်ကရအောင်ချက်မယ်ဒါလည်းရအောင်ချက်မှားရင်ဒါမရလိုက်ဘူးဆက်ပြောနောက်ကျမှအစ်တောင်ဖောက်ပဲပေါ့နော်အဲသူ့ကိုအဲ့လိုမျိုးပြောတာအမရှိရနေပြောလို့မျိုးဒါလည်းကြိုကြက်ရမယ်ဆိုရဲဟာမျိုးပေါ့အဲ့မျိုးတော့ အာပို့ပြီးတော့အဲရတဲ့အာအတွေ့အကြုံတွေတော့အများကြီးပေါ့အဲ့လိုတခုခုနကပြောခဲ့သလိုပဲတခုတခုတခုစီအများကြီးရှိတယ်အဲ့လိုပြောပြရင်တော့အများကြီးဖြစ်သွားလိမ့်မယ်။ဒါဆိုဆင်းတိုင်းဆင်းတိုင်းမှာအများနဲ့ဆင်းစုံတိုင်းစုံတိုင်းမှာပင်ပြီးတဲ့အပြင်မစုံရင်လည်းဘေးမှရှိနေပြောရတယ်။အဲ့လိုမျိုးဒီ ais ဆိုအဲဘာလို့ထိုင်နေမှာလဲပုံပြောလိုက်ပုံပြောပြီးတော့ချလိုက်ချလိုက်ပြီးွားရင်တခါရဲဒီဘက်ကိုဇွဲပေါ်လက်တင်လိုက်တာပြအဲ့လိုလောက်ပြီးွားမှဆက်ပြောလိုက်တာတော့အဲ့လိုမျိုးလေးတွေအဲ့လေးတွေမကြီးချက်ဖို့ကောင်းတာဟို မကိတ်နဲ့ရိုက်တဲ့ဆင်းဆင်းချာမှာတင်ပေးတာမဟုတ်ဘူး။သူကသူ့ဆင်းမပါလဲ။သူကတခါလေသူကဘေးနားကိုထိုင်ကြည့်နေတာ။ထိုင်ကြည့်လိုက်ပြီးတော့အေးသားရေဒါကဒီလိုဒါကဒီလိုသူကဝင်တင်ပေးတယ်ပေါ့နော်။အဲ့ဒါချစ်ဖို့ကောင်းတော့ပါ။ ဟုတ်ကဲ့သူတို့လည်းဟိုကောင်းနေကြတာပေါ့နော်ဒီကားမှာကအားလုံးကအပြိုင်လောက်ရတာဆိုတော့လေအဲအားလုံးကသူ့တပါနဲ့သူရှိကြတာပေါ့နော်အဲ့ဒီမှာဒီကလေးနှစ်ယောက်ကကိုသားဖြစ်နေတယ်သူတို့ကြံခဲ့မှာဉာဏ်စိတ်ပုံဆိုတော့သူတို့ကမကြံစီစီအားလုံးဒီစားလုံးကမြိုင်မြိုင်ဆိုင်ဆိုင်ပေါ့နော်အကုန်လုံးကကလိန်ကြစ်လုံနေကြတယ်ကားကားဆိုတော့အကောက်ကြံတဲ့ကားဆိုတော့ သူတို့အေးက80 isn ကြံထဲမှာအရန်စိတ်ပူတယ်ဒါပြီးတော့ကိုဒါသူတို့ကကိုဆိုင်ဆိုတော့လေကိုဆိုင်ကြီးမကောင်းပါလဲစိတ်ပူတာပေါ့နော်အဲသူတို့ရိုက်နေဆိုကိုကတော့တော်တော်ကြည့်ပြီးရယ်ကြည့်ပြီးတော့လိုအပ်တာဆိုတော့ဘယ်ကနေပြန်ပြောပေးကိုမတူဦးဆိုတာကိုစီကိုကုလာရောက်လာတဲ့ကာရိုက်တာပေါ့။အဲဒီကာရိုက်တာကအာချေအတ္တဆုံးနဲ့အခု ဒီဗာလဲအမောင်းနေနေလေမတူစိုးတာချင်းတော့တူတယ်စိုးတယ်ဟုတ်တယ်ဒါပေမဲ့အတ္တဆူကရုံမာပြီးရုံမာပြီးဆိုးတာเนาะဒီဟာကျတော့ရက်ွက်ဆိုးဆိုးတာသူကအဲအဲ့လိုမျိုးပေါ့เนาะဒီမှာကျတော့အဲ့ဒါမျိုးမဟုတ်တော့ဘူးဒါကကျတော့ပြောရပြအကောက်ကြံเนาะကလိန်ကချစ်တွေဖြစ်သွားတယ်ပြန်ဒီမှာကလိန်ကချစ်ပေါ့ကလိန်ကချစ်တွေ ဒီမှာကဘွားလေးအရုပ်အချီးလေးရယူတော့အဓိကမျက်လုံးပေါ့နော်စိတ်ရဲ့ခံစားချက်ကမျက်လုံးကနံပါတ်1ဆိုတော့စိတ်ကဖြစ်တာမျက်လုံးအရင်သွားတာသွားတယ်ဆိုတော့ဘွားလေးရုပ်အချီးရယူတော့မအောင်တော့သူ့လူစရာမလို့မျက်လုံးအိုက်တယ်အဓိကထားပြီးတော့စိတ်ဖြစ်လိုက်တာလေအဲ့မျက်လုံးကထွက်လာတော့ဒေါသဖြစ်တဲ့ဒီမျက်လုံးကပျော်ရယ်တဲ့ဒီမျက်လုံးပေါ့ နံပါတ်1မျိုးလုံးကပဲစပြောဒီလူတယောက်ရဲ့ခံစားချက်ကိုသိရတာဆိုတော့လေအဲ့တော့ဒီထဲမှာအပြိုင်တယောက်ဆောင်တဲ့ပုံတော့ရတယ်မျိုးလုံးနေနေအကြည့်ပဲအကြည့်နဲ့ပဲပြောပြပါမေးအကြည့်မှာဘယ်ဘယ်အကြောက်ဆုံးလဲညောရတာမေးကြည့်အမေးကြည့်တယ်ဟာအကြောက်ဆုံးကတော့ပြောပြအာဒီဟိုအမေယူရတဲ့အခက်ဆိုပူကြိုက်တယ်ယူရတဲ့အခက်ဆိုသူကအမေယူရတာအဲ့ယူပြောတယ်ပြောတာအဲ့ပြောတယ် ခန်းလို့မပြောလားတခန်းပေါ့နော်အဲ့တခန်းတော့အရင်အရင်ကြိုက်တယ်အဲ့ခန်းအမေရဲ့ဒါတံမိုးပြည့်စုံခန်းကျွန်တော်တို့ကြားမှာပေါ့နော်ကျွန်တော်တို့ဟိုတာမိတောင်းအောင်ကြာမှာတံမိုးပြည့်စုံခန်းပေါ့အဲ့ခန်းမှာအမေရဲ့အကြည့်မှာကျွန်တော်မျောသွားခဲ့မှုတယ်ပေါ့ရှိတာပေါ့ရှိတာပေါ့ကျွန်တော်တို့တခါကျွန်တော်တို့ကဟိုဘယ်လိုပြောမလဲဒီအဲဟိုဝင်လာတာတိတ်မကြသေးဘူးအကြရဲခါကြတခါကြရင်အရှိရာစီနီယာတရုတ်ဆောင်တွေကအရင်ကောင်းတဲ့ခါရင်ကျွန်တော်မျောသွားတယ်ပဲကြည့်နေတယ်။ ုနကပြတဲ့အခန်းဆိုရင်မာထထွက်ပြီးတားနေရောက်ကိုဟာတားရီလာမေတို့အလုံးလုံးအဒီပါသခိုးတွေရှိပါရင်တော့သူ့ရဲ့ငိုတော့အဲ့လို idea လုပ်ဖို့အစီအစဉ်မရှိဘူးเนาะအဲတားရီလာဆိုတော့သူကလက်ထွက်သွားလိုက်တာဒါပေမဲ့အမက အမဘက်ကသားတွေပေါ့မရှိတယ်ဟိုဘက်ကလည်းရွဲကျင်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးပြောင်းအမသူတို့အမေကိုအမပွေပြီးတော့ပုံဖက်ပြီးတော့လာသားရေးဘာညာပေါ့ပို့လို့ပြတာပေါ့နော်အဲ့လိုဟာမျိုးဆိုတော့အမစိတ်ကူးနဲ့ပို့လို့ရတာပေါ့နော် အဲရိုက်ကွန်းမှာကတော့လိုအပ်တဲ့လူတွေရဲ့အစ်တိုင်းကတော့လိုအပ်ပါဟိုတို့လိုအပ်ချက်တွေရှိတာပေါ့နော်ဒါပေမဲ့အမားတို့ကကြတော့ဒါတွေကိုဟဲ့နေမရလို့ငါမငါလုတ်သွားမယ်ဆိုတဲ့စိတ်မျိုးတော့အမဘယ်တော့မှမပြောဘူးအဲမရရင်ရတဲ့လောက်တော့ပြောပြတယ်လိုလေးလုတ်လိုလေးလုတ်ဒီအမှုပညာကိုသင်ပေးလို့မရဘူးကိုကိုတိုင်းကလည်းခံယူတတ်တဲ့ဟာကိုကိုတိုင်းကလည်းဝါသနာပါမှဟုတ်လားကိုကနည်းနည်းလေးပြောရင်များများနားလည်တာပေါ့နော် တချို့ကြတော့ထုံတယ်သိရမလားဟိုဘလောက်ပြောပြောမရရင်အေးအေးရသလောက်ပဲယူလိုက်တော့ဆိုတာပြောရှိရပါတော့အဲသူတို့တွေကကြတော့နည်းနည်းလေးပြောတာ ਨੇ သူတို့ကိုယ်တိုင်ကလည်းလိုက်နာတယ်အဲဒီဟာပေါ့နော်တချို့ကြတော့လေပြောပေမဆိုမဲ့နင်းကဆရာမကြီးလားသိရမလားငါကဘာလို့လောက်ရမှာလဲနင်းပြောတာဆိုတော့အာမျိုးတွေနဲ့လေကြုံခဲ့ဘူးတယ် ဆိုတော့ဟိုဆက်မပြောတော့ဘူးပေါ့နော်သူတော်ရင်သူသူသူတိုင်းသူလောက်ပေါ့နော်ဒါပေမဲ့ကားထွက်လာတဲ့အခါကျရင်သူညရင်သူခံတယ်လို့ဒါပဲအဲ့လိုပဲတွေ့ရတယ်တက်လာတဲ့ဆောင်းလေးဩလမ်းကြပါပြီ73လေးနဲ့ပြောင်းနေတော့ပြန်တက်လာနေတယ်အဲ့တော့ထားလိုက်ပါတော့ဒါလည်းတွေ့တယ်ဒါလည်းတွေ့တယ်ဒါလည်းတွေ့တယ်တကယ်လို့ရှင်းပါလူပြရာကိုချစ်လို့လဲကိုယ်ချိန်ကြီးလောက်နေတာပေါ့နော်ဟုတ်ပါဘူး အာကျွန်တော်ဒီမြဆိုရဲဇလန်တွင်တွေကဟိုတခြားကိုင်းနေမတူဘဲနဲ့ထူးခြားတဲ့အရာလေးရှိတယ်။အာပြီးတော့တကယ်လို့ယူရတယ်ဆိုရင်ဒီကနေပြီးတော့အတိအကျရစရာတွေအများကြီးလည်းရှိတယ်။ဒါပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့အခန်းကဏ္ဍတွေလည်းအများကြီးပါလာတယ်။အဲ့တော့အားပေးပါပင်ပြမယ်အာကျွန်တော်တို့ဒီလ16ရက်နေ့ပြမှာပါခုနကပြောယူတတ်တယ်ဆိုရင်သိပညာအများကြီးရတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ချောတာမထိုင်ကြည့်နေတော့ပြညာရလဲမှာပေါ့နော်ဒါကတော့ဇလန်လေးကိုဖြူးဆိုက်ပြီးတော့အားပေးကြပါဦး